အားလုံးပဲမင်္ဂလာပါရှင်။ Story Audio Book Channel ကနေပြောပရိသတ်များအားလုံးကိုပြန်နေပြီးကြွဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ပရိသတ်များနားဆင်ဖို့အတွက်ဖြိုကချိုတမျှမျခင်မမဆိုတဲ့ဇာတ်လမ်းလေးကိုရွေးချယ်ထားပါတယ်။ဇာတ်လမ်းလေးကိုအစားကနေအဆုံးထိလိုက်ပါလို့နားဆင်ပေးပါအောင်နော်။မင်းကောမဟုတ်တာမဆွတ်ဆွနဲ့တော့မိစံ။နေဖုံးမစိတ်ကိုပြန်ကြည့်လေ။ဒီမှာပြိုးနေအောင်ကြည့်။ဖုံးမစိတ်ကစာတွေကိုရှိုက်ထားရဲ့ပုံထဲမှာ တက်တေဝေကပြုံးပြနေရဲ့ဟာကွာမင်းငါဖုံဘာလို့ကင်တာလဲမိစံမင်းလူတစ်ဖက်သားရဲ့ privacy ကိုဘာလို့ချိုးပေါက်ချင်ရလဲအဲ့ဒီလူတစ်ဖက်သားဆိုတာက တခြားလူမဟုတ်ဘူးလေငါလင်လေးဟဲ့ငါရှိကိုရောက်လာတဲ့ message ကိုမကြည့်ချင်မြင်လေးရတာဖြစ်ခဲ့ရပါဥဖြူဝေရဲ့သူပါပြောရမယ်မသိပုံနဲ့ခေါင်းကုပ်နေလေးရဲ့လောက်ရက်လိုက်ကြတာကျမရဲ့ရှုံချင်မှုကိုအလွဲသုံးစားလုပ်ပြီးဖောက်ပြန်နေခဲ့ကြတာလေ ျမမှာနမလုံလုံကို ဖြစ်လို့ရှင်မောင်နှမပါဆိုပြီးငါ့ခွေရမှာပင်ကလားမောင်နှမလှုပ်တန်းစို့နေကြတာကိုအရှက်သိက္ခာမရှိရဟာရီကဲဟဲကျမပြောနေရင်နဲ့ဒေါသပိုကြီးထွားလာပြီးစိတ်မထိန်နိုင်တော့ပဲမှန်ကိုစာရွက်ဖေးရဲ့ဖန်တုံနဲ့ပြက်ပေါက်လိုက်မိရဲ့ကျဲလောင်လာတဲ့မှန်ကွဲတန်းဒါဟာမှန်ကွဲတန်းမဟုတ်ဘူးကျမအသေးကွဲသွားတဲ့အတန်းအပိုင်းအစာရီစင်လာတာကလည်း မှန်ကွဲစရိမဟုတ်ပါဘူး။ကျမအသေးကွဲစင်ကြလာတာ။ကျမတို့ရဲ့မင်္ဂလာဦးမှန်ကြီးဟာတချမ်းကွဲကြပြီနော်။အိမ်အောင်ရေးဆိုတာဘလောက်တောင်နှူးညံ့တဲ့ပစ္စည်းလဲဆိုတာကျမနားလည်နေခဲ့တယ်။ကျမနှစ်နှစ်လောက်သိတ်ချစ်ပြီးနောက်လက်ထက်ခဲ့တဲ့ဖြိုးဝေဟာဒီမှန်ကြီးရဲ့အခြားတစ်ဖက်မှာရှက်နေသေးရဲ့။ဒါပေမဲ့သူနဲ့တူရှက်နေရတာကကျမရဲ့အကောင်းဆုံးတင်ငယ်ချင်းကျမထင်ခဲ့တာပေါ့လေ။ ကျမရဲ့ရောင်းမခင်မမပဲဖြစ်တယ်။အရာအလုံးဟာလှည့်စားမှုတစ်ခုလိုပဲ။ဒီလှည့်စားမှုမှာပါဝင်ပတ်သက်ခရရဲ့ကျမတိတ်နာခြင်းခဲ့ရပြီ။ကျမနေရိတ်ဆန်ရဲ့ဖြိုးဝင်တဲ့ခင်မမတို့ဟာတငယ်ချင်းတွေဖြစ်တယ်။တက္ကသိုလ်မှာတွေ့ကြတယ်။မိသားစုမို့ကျမတို့သုံးယောက်ဟာအတူရှိနေကြ။ practical လေးတစ်ခွဲတယ်။တကယ်တော့ဖြိုးနဲ့ခင်မမက မောင်နှမနှစ်ဝန်းခွဲဖြိုးအမီရဲ့မောင်နှမဝန်းခွဲအောင်မွေးတဲ့ ခင်မမကိုတော့အနေမြို့ရောက်အောင်ခေါ်ပြီးမြို့တို့ကကြောင်းထားပေးခဲ့ကြတာဒီရတက်ကတူရောက်တော့လေမိသားတို့မောင်နှမအဖြစ် ကျမတို့ကသိထားကြရလေတော့အနေခေါ်လာစင်နေရခင်မမဟာအသက်70နှစ်ရှိပြီရတာကြောင်းမနေရသေးဘူးကျမနဲ့ဖြိုးထဲသူကလေးနေကြည်ရဲ့ကျမကိုသူကညီမလေးလို့ခေါ်ပြီးဖြိုးဝေကိုတော့ဖြိုးလေးလို့ခေါ်တတ်သူချစ်သူဘွားတွေက ဖြိုးနဲ့ကျမစကားများရင်ခင်မမကအမြဲကြောင်းဝင်နှိပ်ပေးတတ်တယ် ကျမစိတ်ဆိုးနေရင်ကျမဘက်ကရက်တည်ပြီးဖြို့ပြောပေးတတ်တယ်။ကျမတို့နေရပြန်တက်မြက်အောင်သူပဲအကျိုးဆောင်ပေးနေကြမို့သူ့ကိုကျမတငယ်ချင်းတို့ရောရောင်းမလို့ပါတိတ်ခင်တွေရှုံစားခဲ့အေး။ညီမလေးဖြို့စိတ်တူနေရလား။စိတ်ဆိုးအောင်သူ့လုံးလိုက်မမကိုပြောနော်။ဒီရောင်းမအောင်အားကိုးလို့ရတယ်။ဖြို့လေးကိုမမရိုက်ပြီးဆုံးမပေးမယ်သိလား။သူကအမြဲတမ်းအဲ့လိုပြောတယ်။ဒီလိုနဲ့ချစ်သူတက်တန်းနှစ်နှစ်ကြောင်ပီပီချင်း နှစ်ဖက်မိဘသဘောတူညီမှုနဲ့ကျမတို့လက်ထပ်ခဲ့ကြတယ်။အိမ်တော်ကြတော့လေရောင်မောင်အားကိုးခဲ့တယ်။သူမှကျမရဲ့အိမ်တော်ရဲ့လက်ကတိတွေခိုင်မအောင်မြင်းမြင့်အောင်ထောက်ပံ့ပေးရဲ့အားကိုးရတဲ့တန်ရောစင်ကြီးရဲ့ရောင်မတရားလိုခံစားရတယ်။ကျမတို့တီးတန့်နေတဲ့တိုက်ခန်းကိုခင်မမကခဏခဏလာလေတက်တယ်။ကျမတို့တုံရောက်ရှီဟောင်းနောင်းဖြစ်ပြောကြစားကြတော့ကြနေသိပ်ပြောခဲ့ရတယ်။ဖြိုးအလောက်ကကုန်တယ်မို့ အများနဲ့ဆက်ဆံတဲ့ကအရဲဆိုတာမပါမဖြစ်ယောက်ျားချင်းရင်းနှီးမှုတွေကြားခံဖြစ်လို့နေခဲ့တယ်။ကျမအရဲနဲ့ကိုတော့မခံနိုင်သူဒီတော့တခါတည်းရင်သူ့တငယ်ချင်းတွေနဲ့အိမ်မှာဝိုင်းဖွဲ့စားတောက်ကြတဲ့အခါခင်မမသာဖြိုးတို့နဲ့တတတဲ့တောက်ဖို့တောက်ဖဲ့ဖြစ်ကျမတော့ဝိတရမပြည့်ချက်ပြုတ်ကျော်လော်ပေးခဲ့ပြီးအခန်းထဲဝင်နေရများတယ်။ဖြိုးဟာမိုးရင်သွေးဆိုးတတ်သူဖြိုးကြောင့်ကျမဒေါသထွက်စိတ်ညစ်ရတဲ့အခါတိုင်း ခင်မမကဖြို့လေနင်တိတ်ဆိုးနေပါလားမူရင်ကောင်းကောင်းနေလေခင်မမကိုယ်တိုင်လည်းအားလေးရှာလေးနဲ့ရဲ့ခင်မမဟာအရက်တော်တောင်းနိုင်သူကြီးမိမတမ်းမဲ့အရက်တောက်တယ်လို့အပြစ်မဆိုသားတဲ့ခင်မကျမနှရေးဆန်ကိုရောက်နေခဲ့တယ်။မမမသိပါဘူး။မိဆန်တိတ်နာဘူးအောင်လုပ်တာ။အရက်နဲ့မခံနိုင်လို့တဲ့။ကျွန်တော်အခန်းထဲကအမြင်နှင်းထုတ်တယ်ဗျ။အဲ့ဒါကောင်းလား။အရက်တောက်တာငါမကြိုက်ဘူးလေဖြို့ အနဲ့လည်းမခံနိုင်ဘူး။နေခဏခဏတောက်ရကနေဆွဲသွမ်းပြီးလို့လုပ်မလဲ။ဟာငါတို့ယောက်ျားတွေမပြောနဲ့။ကိုကိမမိမတွေတောင်တောက်နေကြတာလေ။အရက်ဟာရင်ကျေးရဲ့လူတွေကြားမှာမပါမဖြစ်ရင်ကျင်းမှုဂျားကန်ပစ္စည်းကမင်းကဘာမှမသိရငတ်တုံး။ဖြစ်ရလေ။ရင်ကျေးမှုတွေမှာအရက်တောက်တာပါဆွဲထည့်တဲ့ငမိုးကများ။ကျမကငတ်တုံးနဲ့စိတ်ပုတ်ပေါင်းနဲ့ခေါင်းကိုထုတ်ကနှင်းထုတ်ပြလိုက်တယ်။သွားဘေးကမှာသွားအိတ် ငါအခန်းထဲမနေနဲ့အသက်သမားကြီးနေမှာပဲမရဘူးရှာလေးအာလီနဲ့သူအပြန့်အော်တယ်ခင်မမကဖြိုးလက်ကိုဆွဲပြီးချော့နေရဲ့ဖြိုးလေးရောင်းမကအရက်နဲ့မခံနိုင်တာ ው နားလေပြေးလိုက်ပါမောင်လေးရဲ့လာဟိုဘက်ခင်မသွားအိတ်ဆက်ဆန်အိတ်တော့သူ့မမချော့ပြောလိုက်မယ်နော်တရေးတရိုင်နဲ့ထွက်သွားကအော်သွားသေးရဲ့ကြံခဲ့မေမေရင်ကြီးငါအမအမငါနဲ့စိတ်တူကိုယ်တူရှိသေးရဲ့နော်မမ အေးပါဖြိုးလေရဲ့အေးပါကျမလည်းစိတ်ပေါက်ပေါက်နေတည်နေလိုက်တယ်အေးလို့မပြောတော့တဲ့အတူတူဖုံးကြည့်နေလိုက်တယ်အတော်ကြာမှခင်မမဟာတကားလာခောက်တယ်မမကိုဟဲထွက်ရတယ်ပြီးပါအောင်ရောက်ပါလေမမမအိပ်သေးဘူးလားညနေနေပြီလေခေါင်းပါလို့လျှော့တာလေရေစုခေါင်းကိုတပည့်ပတ်ထိုင်မမကအပြုံးတစ်မျိုးနဲ့ကျမကိုကြည့်တာတော့ရင်ထဲမှာတခုခုထင်နေတယ်လို့ပဲဘာဆိုတော့လဲကျမအမိမတက်တတ်ဘူး နည်းနည်းမိုးနောက်နေရနဲ့ခေါင်းပါလောင်လိုက်တာရောက်မရဲ့ဖြိုးရောအိပ်ပြီလားမမခုလောက်ရှိအိပ်ရောပေါ့ပပော်လေးပြောကခင်မမဟာသူ့အိမ်နေကြထက်ခိုးပေါ်တက်သွားခဲ့အေးဘေးကန်တကားကိုတွန်းခွင့်လိုက်တဲ့အခါမှာတော့ဖြိုးတရားမှောက်လျက်ကြီးအိပ်ပျော်နေရဟောက်တံမှာထွက်လို့ပေါ့ဒီတခါတော့ခင်မမဟာကျမတို့အိမ်မှာပဲတောင်းနေနေရကြာလာပြီဖြိုးတို့မိဘအိမ်ကမပြောင်းပဲကျမတို့အိမ်နဲ့နေရဒီဇိုင်နာတင်တန်းကို အသွားပြန်တက်နေခဲ့တယ် ထုံးစံအတိုင်းဖြိုးနဲ့ကျမကြားဖြန့်ပြေးရေးနဲ့ဖြော့ပြေးရေးကိုစိတ်ပပလှုပ်ပေးနေသူကျမရဲ့အာကိုရတဲ့ခြေရောက်ပါစီအနေနဲ့ပေါ့တ냐တလေးဆိုဖြိုးနဲ့သူကဝါသနာတို့အရက်တူတောက်ကြနင်းကြနဲ့ကျမမှာသူတို့ကြားအမီးစားရင်ရှင်နေခဲ့ရသေးရဲ့တနေ့တော့ဖြိုးရဲ့ဖုံးမှာမက်ဆေ့တစောင်းဝင်လာခဲ့အေးဖြိုးရီချိုးနေစဉ်ကျမလေးမန်တီကုံမှာထိုင်ကအလှပြင်နေရောအမတ်တမဲ့ တင်ထားခဲ့တဲ့ဖြိုးရဖုံကမက်ဆေ့ကိုဖတ်လိုက်မိရဲ့ဆိုရင်ပဲကျမခေါင်းနဲ့ချံကွဲထွက်မတန်ဖြစ်သွားရဲ့။တငယ်ချင်းတွေနဲ့အပြင်ထွက်မယ်လို့ရောင်းမဝမပြောထားပါရဲ့။ညနေမှပြန်ရောက်မယ်လို့ကျမသူ့ဖုန်းကိုယူကြည့်မိလိုက်တော့မှအောက်ကနောက် message တွေကိုပါဖတ်ရရတယ်။ဘသူ့မှမပြောပါနဲ့နော်။ငါတို့ဟာငါတို့ပဲသိပြရစီ။ငါတို့တွေ့နေကြနေရမှာစောင့်နေမယ်။အဲလိုဆိုပြီးစာသားတွေကိုဖတ်ရပြန်တယ်။ နှလုံးသားကရှင်ဘက်ထဲမှာ ပြောင်းဆန်ကန်ထွက်မတတ်မှု အသက်ရှူရမတတ်ပဲခင်မမရဲ့နာမည်နဲ့နံပါတ်ကိုမြင်လိုက်ရတဲ့အချိန်ကျမရဲ့ကဘာကြီးတစ်ခုလုံးတက်တက်ခါခါလဲသွားတယ်ခင်မမဆိုတဲ့ရောင်းမဟာကျမရဲ့အိမ်တော်ကိုကာကွယ်ပေးရတဲ့သူမဟုတ်ပါလားသူမဟာကျမရဲ့ယုံကြည်မှုအလုံးကိုတင်ဆောင်ထားတဲ့သူမဟုတ်ဘူးလားဖုန်းမက်ဆေ့ကိုတပုံရိုက်ထားလိုက်ပြီးမသိတယ်လို့နေလိုက်တယ်ခဏကြာမှလှပမှွေးချိန်စွာနဲ့ အလင်းစရာဝတ်ထားသူခင်မမကအရှင်လာနှုတ်ဆက်တယ်။ရောင်းမလေးတငယ်ချင်းတွေနဲ့အပြင်ထွက်မလို့နင်းနဲ့မပြေရောက်မှာနော်။မမကိုထမင်းစားမဆောင်နေသိလား။မျက်နှာကိုကွဲလန်ထွက်သွားအောင်ဖြက်ရိုက်လိုက်ခြင်းနဲ့စိတ်ကြောင့်လက်သီးကိုတင်းတင်းဆုတ်ထားရတာမတက်တာလောက်။တိတ်မကြပြန်။မောင်ဖြိုးဝေတို့ဂျင်းပြဝန်းဆက်ဝတ်ရင်မိဆန်ရင်ဖြိုးကိုထမင်းစားမဆောင်နဲ့နော်။စီးပွားပွဲတစ်ယောက်နဲ့ကိစ္စရှိလို့စားတောင်းရင်ညနေမယ်တင်နေ။ ကျမပြောင်းလိုက်တယ်။ဖြိုးအင်ကြီးကျက်သေးကိုကူတက်ပေးရင်ရောင်းမရောပါမလားဖြိုး။မလုံမလဲဖြစ်သွားတဲ့ဖြိုးမျက်နှာဟာတိတ်ရီကျင်စရာကောင်းနေရော။ဟန်ဆောင်အာတင်ပြီးထွက်လာတဲ့ကညောင်းနာနာ။ဘာကိစ္စသူကပါမှာလဲ။နင်မေးတာကြီးကလည်း။နင့်အမနင်းနဲ့တောက်ပေါ်တောက်ပဲစိတ်တူကိုတမမေးကြည့်ရပါ။ဖြိုးကဘာမှပြန်မပြောပဲနှုတ်ဆက်ကထွက်သွားတော့မှ ဖုန်းနဲ့ပဲတစ်ခုကိုလှည့်လိုက်တော့တယ်။ ဟယ်လို မမေဝေလားဖြိုးတို့မမေကို ကျမမမေဝေလို့ခေါ်တယ်။သူတို့ကကျမတို့နဲ့အတော်တန်ဝေးတဲ့မြို့တစ်မြို့မှာရှိနေကြလို့တက်စီနဲ့လာခဲ့ဖို့ပြောလိုက်တယ်။နင်တို့ခိုးစားလို့ရအောင်ငါမသိကြအောင်ဆောင်ပြီးတော့ကြိတ်ငုံနေရမှာလား။ဝေးသေးဟာမမေနဲ့ဖဖေရောက်နေရလားဒီမှာအိတ်ကြောင့်မလို့လား။အကြောင်းဆုံးသိပြီးဖြစ်တဲ့ရောက်ခမရိယအေးလို့သာတခွန်းဆိုကဘာမှမပြောဖြိုးဝေရအပြည့်ရှိသူတို့ထုံးစံတိုင်း ကုတ်ကုတ်လေးအိတ်ခန်းတွေကိုဝင်လာခဲ့တယ်။ငမိဘတွေကဒီချိန်ကြီးဘာလုပ်တာလဲ။သူ့သားအောင်မေးလို့နေမှာပေါ့။ငါ့ကိုလည်းဖုံးမဆက်ဘူး။မကြားချင်အောင်ဆောင်ပြီးအိတ်ခန်းစီထွက်လာခဲ့လိုက်တယ်။သိမကြပါဘူး။စနိုက်ကျော်မဟာမျက်နှာပြောင်ပြောင်အရက်ကိုတဝေဝေနဲ့အရှက်မဲ့စွာဝင်လာခဲ့တယ်။ဟင်။ဖဖေကြီးနဲ့မမေကြီးပါလား။မမေဝင်ရပြုံးဆိုထားရလိုက်ကခင်မမရှေ့လှမ်းသွားရင်ဟုတ်တယ်ငါတို့ရောက်လာခဲ့တာ နေကိုဆုံးမမလို့ပဲခင်မမပါးကိုတပြန်းပြန်းမိအောင်တရက်ဆက်ရိုက်ခံလိုက်ရတဲ့ခင်မမကိုကြည့်ပြီးအရသာရှိလိုက်တာမေမေကြီးခင်မကဘာလို့ရိုက်တာလဲဟင်နေကိုရယုံနေမကအထုတ်ထက်ပါပို့ကျင်တာသူများအိမ်တော်ဖျက်ဆီးကျင်တဲ့ဟာမနေကိုမြေတောင်မြောက်ပေးတယ်ငါတို့မျက်နှာမှာမထောက်မောင်နှမတော်တော်မရှောင်ကဲဟဲ့သမီးသမီးဘာမှမလုပ်ပါဘူးမေမေရဲ့ခင်မမကနားမလဲတယ်လို့ တယုတ်ဆောင်နေတော့ဖြိုးဝေရောက်လာခဲ့တယ်။ဘာတွေဖြစ်နေကြလဲ။ငုံနေတဲ့ခင်မမနာကိုကက်ရက်ပြီးမင်းကြီးရဲ့ဖြိုးဝေကိုကျမကနင်းတဲ့ခင်မမဖောက်ပြန်နေကြတာကိုတိသွားကြလို့ဆုံးမနေကြလေ။ဖြိုးဝေထိလန့်သွားပုံကမျက်နှာမှာသွေးတဆင်မရှိတော့အောင် ဖြူဆုပ်သွားလေရဲ့။မင်းငါတို့မဟုတ်တာမဆွတ်ဆန်နေတော့မိစဲ။နင်းဖုံးမစိတ်ကို ပြန်ကြည့်လေဒီမှာပြူးနေအောင်ကြည့်။ဖုံးမစိတ်ကစာရီကိုရိုက်ထားရဲ့ပုံထဲမှာ တက်တီဝီကပြုံးပြနေရဲ့ဖြိုးဝေရော အကောင်းစားရောင်းမာရောတုံလုံးဖြူဖြွက်သွားကြတာတိတ်ကြည့်လို့ကောင်းတာပဲရှက်ဖို့ကောင်းလိုက်တာဖြိုးဝေရငါတို့အမျိုးမှာဖောက်ပြန်တဲ့တူမရှိဘူးကခင်မမကလည်းမောင်နှမကြီးတို့စီးမဆောင်ရုံညံ့လိုက်တာကန်းကုန်ရောရင်းလို့မရတဲ့ခါသူတို့ကဝန်ခံရလေရောဖြိုးဝေမိဘဆိုတာရှင်ဘက်စီတီပဲခင်မမကတော့မမေဝေကခေါင်းကိုထိုးလိုက်ကြောကိုချလိုက် ခြေနဲ့ကန်လိုက်လုံနေလို့အတော်အင်းနေမှာပဲတော်ပါတော့မမေ့ဝေရဲ့ရောက်မှတနာပါတယ်အဲ့လိုဆိုကအသင့်ယူလာတဲ့အရှက်ပလင်းကိုခင်မမခေါင်းပေါ်က လောင်းချရင် ကျမရေတန်းနဲ့ဝင်းဟန့်လိုက်တော့ခင်မမဆိုတာမျက်လုံးထဲကမျက်ရည်တွေဘူးတိလောက်ကြလာက ကျမမုံတေးစွာကြည်လာတယ်ကျမသူတို့ကိုထားခဲ့ပြီးအခန်းထဲကို ပြန်ဝင်လာခဲ့တယ်ဖြိုးဝေပါလိုက်ပြီးတော့ဝင်လာတယ်လေနင်လောက်ရက်တယ်နော်ဖြိုးဝေ ဖြူးကခေါင်းငိုက်ဆိုင်ချကမင်းကိုစိတ်ထိခိုက်မှာဆိုလို့မပြောခဲ့တာခင်မမငါတို့အိမ်တော်ကိုကဲတင်မှုကြိုးစားနေရမှာမဟုတ်ဘူးငါတို့အိမ်တော်ရဲ့ကိုပြက်စီးဖို့တူကြန်နေရာသူကစပြီးဆွဲဆောင်ခဲ့တာနင့်စိတ်မပိုင်းတူကြန်နေမရပါဘူးဖြူးဝေရဲ့နင့်ကိုငါထောင်ထဲမထည့်ပါဘူးမကွာရှင်ဘူးဒါပေမဲ့နင်ငါအိမ်ပေါ်မှာလည်းနေဝင်မရှိဘူးကြားရလားနင်အခုလိုလှုပ်ရတာဘာကြောင့်လဲဘာကြောင့်လဲလို့ပဲကျမတုံ့ပြန်နေရဲ့မိလိုက်မိရဲ့ ခင်မမကမင်းတဲ့ဆိုင်ငါ့ပိုနားလေလို့ခန်းစားရဲ့။ "तू ကငါ့အတွက်အရာအလုံးတူညီအောင်လိုက်ညှိနိုင်သူဖြစ်တယ်မိစံ။ဖြူဝေရဲ့အတန်ထဲမှာတင်ငယ်မှုတွေနဲ့ပြည့်နေခဲ့တယ်။စကလုံးတိုင်းဟာဓာတ်တပွဲကျမရဲ့နှလုံးသားလေးကိုဓာတ်တပွဲထိုးနှက်လိုက်။မောင်နှမပါဆိုပြီးငါ့ကွယ်ရမှာဘင်္ဂလားမောင်နှမလောက်တန်းစော့နေခဲ့ကြတာကိုအရှက်မရှိတဲ့တိတ်ခါမရှိတဲ့ဟာရီ။ ကျမတီးမခံနိုင်တော့ဘူး။ကျမကပြောနေရင်ဒေါသပိုကြီးထွားလာကစိတ်မထိန်နိုင်တော့ပဲ။မှန်ကိုစာရွက်ဖီးရဲ့ဖန်တုံတွေပြစ်ပေါက်လိုက်မိရဲ့။ကျဲလောင်လှတဲ့မှန်ကွေးတဲ့။ဒါမှန်ကွေးတဲ့မဟုတ်ဘူး။ကျမအသေးကွေးသွားတဲ့အတန်။အပိုင်းစာတွေဆင်လာတာကလေမှန်ကွေးစာတွေမဟုတ်ပါဘူး။ကျမအသေးကွေးဆင်ကြလာတာ။ကျမတို့ရဲ့မင်္ဂလာဦးမှန်ကြီးဟာတချမ်းကွေးကြပြီးနောက်အိမ်တော်ကြီးဆိုတာဘလောက်တောင်နူးညံ့တဲ့ပစ္စည်းလဲဆိုတာ ျမနားလည်နေခဲ့တယ်။ကျမနှစ်နှစ်လောက်သိချစ်ပြီးနောက်လက်ထက်ခဲ့တဲ့ဖြိုးဝေဟာဒီမန်ကြီးရဲ့တခြားတစ်ဖက်မှာရက်နေသေးရဲ့။ဒါပေမဲ့သူနဲ့တူရက်နေရကကျမရဲ့အကောင်ဆုံးတင်ငယ်ချင်းကျမရဲ့ရောင်းမှခင်မမှာပဲဖြစ်တယ်။အရာအလုံးဟာလှည့်စားမှုတစ်ခုလိုပါပဲ။ဒီလှည့်စားမှုမှာပါဝင်ပတ်သက်ခရရဲ့ကျမသိနာခြင်းခဲ့ရပြီ။ကျမရဲ့ရောင်းမှကျမရဲ့အိမ်တော်ကြီးကျမရဲ့ယုံကြည်မှုအလုံးမှန်ကြီးလိုကွဲထွက်သွားတယ်။ မှန်ကန်စာတိုင်းမှာကျမရဲ့မျက်ရည်တွေကျမရဲ့အသေးကွဲတံတွေကျမရဲ့ယုံကြည်ချက်တွေကြည်မှသွားတဲ့အတန်တွေကိုမြင်နေရတယ်။ကျမချစ်ခင်ကိုးစားခဲ့တဲ့ရောင်မက ကျမတို့ရဲ့အိမ်တော်ကိုဖျက်ဆီးဖို့စောင့်ဆိုင်နေခဲ့တာ哦။ကျမရဲ့နှလုံးသားတွေကအိမ်တော်ကြီးဆိုတဲ့အိမ်မက်တွေရောင်မဆိုတဲ့ယုံကြည်မှုတွေအလုံးကိုခံထားခဲ့ရတယ်။ကွဲထွက်သွားတဲ့မှန်စီရဲ့အကျဉ်းချံတွေလိုကျမရဲ့ဘဝဟာလည်းအပိုင်းပိုင်းဆက်ဆက်တွေဖြစ်သွားခဲ့ရတယ်။ သူတို့ကိုခိုးစားခွင့်မပေးသလိုပေါ်တင်နေခွင့်လည်းမရှိစေရအောင်ဆိုရှယ်မီဒီယာပလက်ဖောင်းတိုင်းမှာသူတို့ဖောက်ပြန်တာကိုသူတို့တပ်ပုံတွေနဲ့တင်ခဲ့တယ်။ကျမအတိုင်းဝိုင်းကကျမဟုတ်စုဘူးကြရောနေမရှက်ဘူးလားတဲ့မရှက်ပါဘူးဖောက်ပြန်သူကကျမမှမဟုတ်တာဘာလို့ရှက်ရမှာလဲနိုင်ငံပိုင်သတင်းစာတိုင်းမှာလည်းကြော်ညာခဲ့တယ်။ကျမရဲ့ယောက်ျားကိုပြောဝေရာသူ့အမတဝန်းခွဲ ဖြစ်သူ ခင်မမနဲ့ ထောက်ပြန်နာကိုလက်ပိုးလက်ကြံမီရဲ့နှိယစာပေးယောက်ျားဖြစ်ကဆွန့်လွတ်လိုက်ကြောင်းခင်မမတရားဆိုရှယ်မီဒီယာဘဝသတင်းတွေနဲ့အတူသတင်းစာတွေကကြော်ညာကိုပါဖက်ရပြီးနောက်ဘဲမှမသွားမလာရဲတော့ပဲသူ့ရွာကတဲစုံလေးမှနေရင်လက်ကဝေလေးကကြံစီခဲ့တဲ့ဖြိုးဝေကတော့ USA ကိုထွက်သွားခဲ့တဲ့ကျမလားကျမစင်ဘောကလူလေမှန်ကန်သူကရဲရင်စမြေပေါ့ဒါပေမဲ့ဒီเจ้าကိုပြန်တွေးမိတိုင်းတော့ မရဲ့နှလုံးသားထဲမှာမုံချင်းမီးစရီနဲ့ထုံမီရဲ့နာကျင်မှုကိုခံစားရစေ။ရောင်မနဲ့အိမ်တောင်ဘက်ဆိုတဲ့စကယ်လုံးနှလုံးဟာကျမအတွက်တော့ဘရောမအနာမကျက်တော့မယ့်တရားစီတစ်ခုပဲဖြစ်ပါတယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ချိုတမျက်မြခင်မမဆိုတဲ့ဇလန်လေးကတော့ဒီမှာတင်ပေးပါပြီ။ဇလန်ကောင်းများစွာကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ channel လေးကို like and subscribe နှိပ်သွားပြီးဖို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။